ဦးချင်းမြင်မင်္ဂလာပါမင်္ဂလာပါခင်ဗျအေးကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းကတော့မိုးကုတ်နဲ့မိုးမိတ်ကိုတရုတ်ဖီးအားကြောင့် TNL ကပြန်ဆုတ်သွားတယ်ဗောနော်အဲ့တော့မိုးကုတ်ပတ်ခဖနဲ့မန္တလေး PDF တို့ကတော့အကြမခံဘူးပြန်တိုက်မယ်လို့ပြောလာတယ်ဗောဦးချင်းမြင်အနေနဲ့ဒီမြို့တွေကဘယ်လောက်ထိအရေးကြီးတယ်နောက်ပြီးတော့အဲ့ဒီမြို့တွေကျသွားရင်ဘာတွေဆိုးကျိုးတွေဖြစ်လာနိုင်တယ်လို့မြင်တယ်လဲဗောနော်အဲ့ဒါကိုဆွေးနွေးပြပါဟိုသူကမဟာဗျူဟာကိုပြောခြင်းတယ်ဗျာ အာပြောရပါလားစိတ်သက်ပေါ့ဗျာကျွန်တော်တို့ကအခုဘဲတိုက်ပွဲတွေမှာမတိုင်ဘူးဖြစ်နေဟို KIA နဲ့ A ရလွဲလို့ကျွန်တော်တို့ကဘာနေမှမနိုင်ဘူးကြောက်ကြစစ်ပွဲလေးတော့ပဲဖြောက်တိဖြောက်ဖြောက်ကလေးပဲနိုင်နေတယ်အဲ့လိုဖြစ်နေတဲ့အခါမှာပြည်သူတို့ကတစ်ဖက်ကလည်းရန်သူအရှိ့ကိုတအားတက်လာတယ်ပေါ့ဗျာအုံစရာမျိုးစုံနဲ့တက်လာတယ်နိုင်ငံရေးအရာစစ်ရေးအရာတက်လာတဲ့အခါမှာပြည်သူလူထုကဒီကြားထဲမှာမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးရမယ်ဆိုတဲ့အခါမှာအဲကျွန်တော်တို့ကတော့ ဟိုတ ਿਆਂ လေးရဲ့အမားအမြင်တွေကိုတွေ့တဲ့ခါကျတော့ဟိုတိတ်အဆန်းတကျလေမမြင်ပါဘူးပြီးတော့လေဒီကိစ္စကစီးရဲဆိုတာဒီလိုပဲပြေးလိုက်ယူလိုက်သူသဘောတွေကိုရှိတယ်လူရဲမြန်မာကရင်ဆိုလို့ရှိရင်ဗျာအများကြီးပြန်ပါသွားတာပဲငါတို့ကရင်ချင်းချင်းမတိုက်ဘူးဆိုပြီးတော့လူတို့ကတော့ခံပေါ့ဗျာသူလက်လက်ကန်ချင်းချင်းကတော့အထင်းချင်းမတိုက်ဘူးပေါ့အဲလူတို့ကတော့ခံပေါ့အဲ့လိုဖြစ်နေတာပေါ့အဲ့တော့အဲ့ဒါတွေကအဆန်းတကျမဟုတ်တော့လဲပဲမဟုတ်တော့လဲပဲ ကျွန်တော်တို့ဒီဘိုးကုံမိုးမိတ်ကြတော့မှမဟိုဒီလောင်ချိုကြောက်မဲတီဘောပါသွားတော့မှအဲ့လိုလူတွေကလည်းဟိုဩဒါတော့ဟိုတရုတ်ကဖီးအားကြောင်းပဲတော့ဒီရလေးလက်တယောက်တည်းခံနေရတာပဲဆိုတော့စိတ်နဲ့ဖြီးလို့ရတယ်ပေါ့ဗျာကိုယ်စားကြဖြီးမရတာတခြားကြောင့်ပုံပြဟိုနည်းနည်းလွန်းလာတယ်ပေါ့ဗျာနည်းနည်းလွန်းလာတယ်တရုတ်ကတအားဖီးလာတယ်တရုတ်နေရာလည်းတအားလျှော့လွန်းတယ် သူ့ဂျိုစီဘွားကိုပဲကြည်လာတယ်။အဲအဲ့လိုပေါ့ဗျာ။မြင်းလာတယ်ခေါ့။အဲ့ချိန်မှာမှဒီ NUG ကမလုံစဘူးပေါ့ဗျာ။တိုက်ပွဲခေါ်လိုက်တယ်ဗျာ။မလုံစဘူးပေါ့။ဘိုးတော်ကတိုက်ပွဲတွေခေါ်တာပဲဒီသေးခေါ်လိုက်တယ်။ဒရယ်ထိုးစကြီးခေါ်တယ်။အဲ့ဒါတွေကအပြားရှုသွားတာ။လူလိန်နေပေါ့ဗျာ။သူတို့ကလူလိန်ဘွားနဲ့နောက်ဆုံးမှဇက်သိန်းတော့မလို့ဖြစ်နေတဲ့အချိန်မှာ NUG PDF မန္တလေး PDF ကတော့မခံတော့ဘူးပြ မင်းတို့ထိပင်းရလူလိမ်နေကြည့်ပြင်ငါတို့ကတော့မလိမ်ဘူးငါတို့ကတော့မခံတော့ဘူးဆိုတိုက်ပွဲခေါ်လိုက်တာတိုက်ပွဲခေါ်လိုက်တဲ့ကဘိုးဘက်ကပါတယ်ပါလေတိုက်တိုက်ပွဲပါဆိုတော့လူတွေကတိုက်ပွဲခေါ်တာကိုကြိုက်တယ်ပေါ့ကွာမနာဒီလေးတို့အထိုးလေးထိုးစစ်ကြီးတို့မတိုက်တဲ့အတွက်ကြောင့်အင်းဒီညီမချင်းတတ်လားကျန်တဲ့ဟာလေဒါတော့မဟုတ်ပါဘူးနော်လူပဲပေါ့ဗျာအဲ့လိုခါကြီးပါဒီလိုတိုက်ပွဲခေါ်လိုက်တာကိုလူလူတရားလုံးကတော့ကြိုက်တာပေါ့ဗျာနားတော့ ဒီတိုက်ပွဲခေါ်လာမယ်ဆိုပြောနေတာပေါ့အဲ့လိုတိုက်ပွဲခေါ်လိုက်တဲ့ဟာကိုနံပါတ်1က2000အားဖြစ်တယ်တစ်30 29ကိုပဲအရေးကြီးတိုက်ပွဲကြီးပုံစံမျိုးတရံဖြစ်လာတယ်စိတ်တတ်တရအဲ့လိုဖြစ်လာကြတယ်ပြည်သူလူစိတ်တတ်ကြီးကဒီဒစင်းနဲ့ဆက်ကုန်ဖြစ်တော့ဒုတိယလုံးတက်ကြွလို့ကြလာဘူးအခုမိုးမိတ်နဲ့မိုးမုတ်ကိုတော့မခံတော့ဘူးဆိုတော့ MD မန္တလေး PDF နဲ့ဘုကုပတ်သွားပါရဲ့ တိုက်ပွဲခေါ်တာဟာပြင်ပြည်သူတရားလုံးကိုလိုးကြစီတယ်ပေါ့လိုးကြစီတယ်ပေါ့အဲအဲ့လိုဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီထိုက်ပန်းကတော့အာသူတို့ကတော့ထုံးစံတိုက်မို့ဗျာမင်းတို့တိုက်ချင်လဲတိုက်ပေါ့ကွာအော်ဘာလို့သူတို့ကတော့ဟိုစိတ်ကမရှိတော့ဘူးဗျာအမှန်တကယ်ကျွန်တော်ပြောတဲ့အတိုင်းပဲလေမရှိတော့ဘူးနိုင်ငံခြားမှာလွတ်မြောက်ပုံရတယ်သူတို့ကစိတ်ကမရှိတော့ပါဘူးနော်အဲ့လိုသူတို့အဲ့တော့အဲ့လိုကောင်းပြီခုနကဖခင်ပြောတဲ့မေကုန်းလေးကိုပြန်ပြီးဆော့ အဲ့လိုစိတ်တက်တက်ကြွနေတဲ့စိတ်တက်ကြီးကြောင့်အားလုံးကဝမ်းရံကြတယ်တိုင်းပြည်လည်းဝမ်းရံပြည်တွင်းပြည်ကဝမ်းရံကြတယ်မဟာဗျူဟာရလည်းဝမ်းကြတယ်ကောက်ပြီဒါပြင်မိုးခုတ်ကဘလောက်စီးရဗျူဟာကြလို့ဟလာသူ့ရဲ့အကျိုးမြတ်ကဘလောက်ရှိပါလဲဆိုတော့တချို့ကလည်းပြောကြတယ်ပေါ့ဗျာဟာဘာဆိုင်လဲခင်ဗျားတို့မိုးခုတ်ဒီလိုပဲစီးရဆိုတာအတက်ကြရှိတာပဲမိုးခုတ်ကြတာ ਨੇ အညာဘလောက်ကြပါလဲမိုးခုတ်ကနေအညာကိုဘလောက်ဘလောက်ကတိုက်ပါလဲ အဲ့လောက်ကြီးလည်းမစိုးရင်ညာပါနဲ့ဗျာလို့ပြောနေလူတွေရှိတယ်ဟုတ်လားအဲ့ဒါတို့အယူဆလွဲနေတာသူတို့မဟာဗျူဟာသုံးသက်တဲ့တင်ကျန်တဲ့ခါဒီပေါ်မှာအမှန်ကောင်းမှန်မယ်လို့အဲ့ဒီမိုးကောက်ကနေပြီးဘလို့လို့သွားတိုက်ပါလေအညာကိုတိုက်လို့အညာဘလို့ကြာပါလေဆိုတာတော့တော်တော်ဟိုတော်တော်ပို့ပေါ့ဗျာမှားယူနေပေါ့အမြင်မှားတယ်ပေါ့အမြင်ပေါ့အဲ့အဲ့လိုကျွန်တော်မြင်နေတယ်တကယ်ကြတော့မိုးကောက်ကိစ္စကကျွန်တော်ပြောလို့မဟာစိတ်သက်ရေးရရတယ်ဒါမှတစ်အရေးကြီးဆုံးပဲ လူတွေစိတ်ဓာတ်တက်ကြွတာတိနံပါတ်2ကတော့ဗာလဲဆိုတော့မိုးကောကတောက်ခံတာပဲမိုးကောမိုးမိတ်ကတောက်ခံတာပဲမိုးမိတ်ကို KA နဲ့ PDF တောက်ခံမယ်မိုးကောကိုကျွန်တော်တို့ပြည်သူတွေကအကုန်လုံးအညာသေးသားလူတွေဝိုင်းရံကြမယ်ဆိုလို့ရှိရင်အဲ့ဒီမှာတောက်ခံတာချင်းအပြင်ဘာဖြစ်မလဲဆိုအညာကိုဖိအားတွေရောသွားနိုင်တယ်နောက် KA ဘမောဖိအားရောနိုင်တယ် နောက်ရခိုင်ကြောက်ဖြူစစ်တွေကိုပြရတယ်ရောနိုင်တယ်။အဲ့လိုပေါ့ဗျာ။နော်ခရင်ဒေသတွေကိုလည်းခရီးတွေကိုလည်းအထူးသဖြင့်ခရီးဒေသတွေပြရတယ်ရောသွားနိုင်တယ်။အဲ့ကျိုးကျိုးစည်းတွေကတော့ကျိုးကျစုတွေတော့အမှန်တကယ်ရှိတာပဲဗျာ။အဲ့လားတော့ဗျာမြင်းမြင်းသားတဲ့မြင်းတဲ့ဒီလိုကျွန်တော်မြင်တယ်ပေါ့ဗျာ။နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီမိုးကုတ်ကခုနပြောလို့တီအန်ရအရွက်တိုက်ပြလိုက်တာဗျာ။အရွက်တိုက်ပြလိုက်တာဘလို့မှမတိုက်ဘူးအရွက်တိုက်ပြလိုက်တာ။ ဘာအရွက်တိုက်ပြလိုက်တာလဲဆိုတာကြောင့်မင်းတို့ငါ့ကိုအဲကြောင်မဲဒီဘောအာနောက်ချိုလေးကြားတော့လည်းဘာမှမကူအခုလည်းပဲငါတို့ဤခံရတယ်ငါတို့ဤဘုံချက်ခံရတယ်ငါတို့ဤသိနေတယ်အာဘုရားကကုမဲဘယ်မှရှိဘူးအဲ့တော့မထူးဘူးကွာငါလည်းပဲငါကငါငါအကျိုးစီးပွားနဲ့ငါလူတွေပဲကြည့်တော်မယ်ဆိုပြီးတော့ဘာလို့မှမတိုင်ပဲနဲ့ပြေးလိုက်တာလေအဲ့ဒီပေါ်မှာတော့ဟလာအဲသူတို့ရဲ့မဟာဗျူဟာအမားတွေကြောင့်သူတို့အမားတော့မဟာမိတ်တွေမရှိတော့တာဗျ အဲ့ဒါမှမဖြစ်အဲ့ဒါတော့ရေရှည်မှာအဲ့ဒါမယ်လို့အဲ့လိုမတိုင်မမင်မဲနဲ့သူတို့ကိုဂျိုးစီဘွားကိုရှေ့ရှုပ်ပြီးလှုပ်လိုက်တဲ့ဥစ္စာကူတော့နော် ကိုဂျိုးစီဘွားကိုရှေ့ရှုပ်လို့တော့မန္တလေး PDF တဘောကပကပါမခံတော့ဘူးပြမခံတော့ဘူးအဲ့ဒါကိုကျွန်တော်တော်တော်ကြိုးစုတယ်ဒီတိုက်ပွဲဟာကျွန်တော်တို့ခုခံထားရင်ခုနကကျွန်တော်ပြောခဲ့တဲ့အကျိုးကျေးဇူးတွေဝါးရရှိတယ်ပြည်သူလူထုရဲ့စိတ်ဓာတ်အင်အားလည်းပဲကျွန်တော်ပြန်လည်မြင့်တင်တာရောက်တယ်ဒီလိုဂျိုးစီဘွားတွေရနိုင်မယ်လို့ကျွန်တော် ဒီလိုမလို့မမိတ်မတုံယုံကြည်ပါလေဗျာအေးဗျာကျွန်တော်တခုကျွန်တော်အဲ့မှာစဉ်းစားတခုကဒီ monthly pdf ကကျွန်တော်ဒီဟိုဥစားမှာဒီရွှေလောက်ွက်တွေသူတို့အများကြီးရခဲ့တယ်ဗောနော်အဲရခဲ့ပြီးအဲ့မှာလဲသူရွှေတူးပြီးတော့သူတို့အနေနဲ့ဒီ survive ဖြစ်တယ်ဗောနော်သူတို့ဒီတက်တီရဲ့ကုံကြားစီဒီရိတ်ခါတွေလက်နဲ့ခဲရံတွေသူဝဲနိုင်တယ်ဗောနော်အဲ့တော့သူအဲ့လိုငွေကြီးတောင်းတင်းရှိခဲ့ ချိန်မှာ TNL ကလည်းမိုးကုံမှာကြောက်တီဒီ golf queen အစားကြောက်ကြောက်တီတူးနေရဆိုတဲ့အတိုင်းနဲ့ကြားရပေါ့အဲ့တော့အဲ့ဒီဘက်ကမိုးကုံကာကွယ်မယ်ဆိုပြီးတော့ဒီရှေ့ရှေ့မှာတိုက်စစ်မစင်မနဲ့ဟိုကြောက်တူးဖို့ကာကွယ်တာမျိုးပုံစံမျိုးတော့ဟိုဖြစ်မှာကျွန်တော်စိုးရင်တယ်ပေါ့နော်ကျွန်တော်စိုးရင်မူကတကယ်တမ်းခုခံစစ်နဲ့ဒီအညာဒေသကောဒီ ချမ်းဘက်ကချင်ဘက်ကိုတော့ကာကွယ်ဖို့အဲ့ဒီအနေနဲ့ချင်းအင်အားစုပြီးတော့ဆင်းမယ်ဆိုတော့ဟိုရွေကျင်းနေဆိုရင်တော့ကောင်းတာပေါ့အဲ့ဒီလိုမဟုတ်ဘဲနဲ့ဟိုဒီ NUG ကလည်းဥကြည့်မြင့်ပြောသလိုပေါ့နော်ဒီသူတို့ဘာမှမလုံနိုင်တော့မလုံနိုင်တဲ့အချိန်မှာငါတို့မလုံနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ NUG ကို reform လုပ်တာမျိုးကျွန်တော်တို့ကမြင်မလားပေါ့နော် reform လုပ်မယ်လို့ ဟိုဒူအားလက်ရှိလာလဲပြောသွားပြီးတော့ကွတ်တီရီဖော်မလုပ်ဘူးပေါ့ဗျာဆိုတော့အဲ့ဒီရီဖော်မလုပ်တဲ့အတွက်အန်ယူဂျီကကြားသိလို့ဖြစ်နေပြီးတော့အဲ့ဒီသူတို့လုတ်ခဲ့တဲ့ policy အမှားတွေခဲ့တဲ့မှာဘာတွေလဲဆိုတော့ဒီ PDF တွေနဲ့ LDF တွေကိုတွေးခွဲထားခဲ့တဲ့ policy အမှားပေါ့နော်ငါတို့အောင်မွေနေအဖွဲ့တွေကငါတို့ကုင်စီရမလို့ဒီကောင်တွေတိုက်ထုတ်ပြရမယ်တင်းငယ်တဲ့အဖွဲ့ဆိုလို့ရှိရင်ဖျက်ပြရမယ်လက်နက်တွေတင်းပြရမယ်အဲ့လို ပေါ်တည်ချခဲ့တဲ့အတွက်အင်အားရှိတဲ့တော့ရှိမလာဘူးပေါ့အခုချိန်မှာ NUG ရဲ့ဒီ affiliate လောက်ထားတယ်မှာ BBL လေးမောင်ဆောင်ခါလို့ဆိုရင်ဒါဥယျာဉ်မွန်နဲ့လည်းရင်းနှီးနှီးရှိရဲဆိုသူတို့ကဒီအညာဒေတာမှာဘုံနဂါတို့ BNR တွေတို့ဘာလို့ ਨੇ သူတို့ကတမချိတ်ဘူးယဘုံနဂါတို့ကသူတို့ဖိတ်တယ်သူတို့ကမလာဘူးယအဲ့ဒီပုံစံမျိုး ਨੇ ဟို NUG ကအထင်မှားမှာဆိုလို့ပုံစံမျိုးဖြစ်နေတဲ့ချိန်မှာ အန်ယူဂျီအထင်မှားတဲ့ကိစ္စမျိုးတွေအန်ယူဂျီကလူကြီးပိုင်းလှုပ်တဲ့လူတွေဟိုမညွန်ညံမဲ့ကိစ္စတွေကိုလုံးဝကူးမဆိုင်တော့ပဲနဲ့ငါတို့အညာဒေတာကြီးတခုလုံးစီလုံးညီညွတ်မှုလိုတယ်ငါတို့အားလုံးပေါင်းကြမယ်ငါတို့အားလုံးတန်နေမင်းနဲ့ဆွေးနွေးကြမယ်ဆိုတဲ့အဖြစ်မျိုးရောက်အောင်အန်ယူဂျီလူကြီးပိုင်းကကဲမင်းတို့ကိုလုံးကိုဘယ်အဖွဲ့မဆိုပူပေါင်းပြီးတော့ဆွေးနွေးပြီးတော့ညီညွတ်ရေးတပ်ပေါင်းစုဖွဲ့ကြပါဆိုတဲ့ဟိုဒီ ူတို့ရဲ့ blessing လို့ရခေါ်မလားဗျာဒါမှမဟုတ်သူတို့အနေနဲ့သူတို့နဲ့ဘာမှညှို့ညင်မှုမရှိဘူးအားလုံးပူပေါင်းဖို့အချိန်ရောက်ပြီဆိုတော့ဟို message ပေးမယ်ဆိုရင်တော့ဟိုဒီအညာဒေတာမှာစု စုပေါင်းမှုတွေစုစည်းမှုတွေတွဲဆောင်ဆွေးနွေးမှုတွေဖြစ်လာမယ်လို့တော့ကျွန်တော်မျှော်လင့်တယ်ပေါ့ဥကျမြင်ရောဘယ်လိုမြင်လဲဟိုကျွန်တော်ကတော့အဲ့ဒီဟာကိုမျှော်လင့်ချက်ကိုအချိန်ဖန်များစွာပြောခဲ့ပြီခင်ဗျားလည်းပြောတယ်ကျွန်တော်လည်းပြောတယ် အချိန်ဖန်များစွာပြောခဲ့ပြီသို့တော်လည်းပဲကျွန်တော်တို့အချိန်ဒီအများကြီးကုန်သွားပြီအဲ့လောက်ကျွန်တော်အဲ့လောက်မလို့ဒါနောက်ဆုံးမျောလင်းချက်ပေါ့ညာနောက်ဆုံးမျောလင်းချက်လည်းဖြစ်တယ်သို့တော်အရန်လည်းမယုံရဲတော့ဘာဖြစ်လို့လဲဆိုတော့ NUG ရဲ့အထက်ပိုင်းရဲ့အကြောင်းကိုကျွန်တော်၅နှစ်လုံးလုံးလေ့လာပြီးတဲ့အခါ NUG ရဲ့အထက်ပိုင်းကတော့လုံးဝလုံးဝကိုဂျိုးကိုဂျိုးသမားတွေဖြစ်သွားပြီအဂတိသမားတွေကိုဂျိုးသမားတွေ မိမိလုံခြုံရေးကိုပဲအဓိကထားတဲ့ဖြစ်သွားပြီဆိုတော့သူတို့အပေါ်မှာမျောလင်းချက်ကတော့အထက်ပိုင်းကိုတော့မရှိသလောက်ဖြစ်သွားပါဘူး။သို့တော်လည်းသူတို့ပါဝင်နောက်ဆုံးပါဝင်ပဲအခွင့်အရေးကိုတော့သူတို့ကျင့်သုံးစေချင်တယ်ပေါ့နော်။ကျင့်သုံးစေချင်တယ်။ဒါသူတို့တည်းလည်းနောက်ဆုံးခွင့်အရေးပေါ့။သို့တော်လည်းအောက်ခြေတွေကတော့သူတို့ပါ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 ။ LG အလဲပိုင်းအောက်ပိုင်းနေရာတော့တပ်ပေါင်းစုတိုက်တော်မယ်။ခုခံတော်မယ်ဆိုတဲ့အမြင်တွေကတော့တကယ်စည်ရင်းအမြင်နဲ့နိုင်ငံရေးအမြင်နဲ့လုပ်တယ်လို့ကျွန်တော် ကျွန်တော်ဒီလိုခံယူတယ်ခုနကပြောလို့ရွှေဒီရလို့ဘာတွေမျောကုန်းလို့ဆိုတာအဲအခုမန္တလေး PDF မှာကောင်းဆောင်နေတဲ့လူတွေကအဲ့လောက်စိတ်တက်ညံ့နေတယ်လို့တော့မဟုတ်ဘူးပြတို့အခါအားလျော်ကံအားလျော်ဆိုတာပေါ့ဗျာရွှေဒီရကောင်းရမယ်ရွှေဒီရကောင်းရမယ်ဟလာအဲဒီလောက်ပါမယ်ရကောင်းရမယ်ဒါမှမဟုတ်တို့ကအင်မတန်ကြာအညောင်မြင်ရှိတယ်ကျွန်တော်တို့ကအတိအသိမပြေတော့တယ်ပဲ သူတို့လက်နဲ့တွေဝယ်တယ်ရိတ်ခါတွေဝယ်တယ်စူးစောင်းထားတယ်ဒါလို့ဒီတိုက်ပွဲကိုခေါ်ရတာပေါ့သူတို့ဒီတိုက်ပွဲကိုခေါ်တယ်သူတို့ခေါ်တာနော်မန္တလေး PDF ကတိုက်ပွဲကိုခေါ်တာမဟုတ်ပါဘူးနောက်ကလိုက်ရတာအဲ့တော့မန္တလေး PDF ကလူလူကြည့်တဲ့အခါမှာဟုတ်လားဟုတ်လားနိုင်ငံရေးအရာပညာရေးချင်းအရာဒါစီရေးတွေ့ကြုံတွေရအောင်အတော်ရှိထားတဲ့လူတွေဖြစ်တဲ့ကြောင့်မန္တလေး PDF ကိုတော့ကျွန်တော်ယုံတယ်ဘောကောပကပါတော့ခုနကခင်ဗျားပြောသလို အကျိုးစီးပွားပေါ်မှာမူတည်ပြီးတော့ကုက္ကနာမျိုးလဲဖြစ်နိုင်သေးတယ်နောက်တစ်ခုက TNL ကဒီအနေရဘာမှမပြောမဆိုပဲထွက်သွားတော့စိတ်ဆိုးရတယ်ပါလိမ့်မယ်။အဲလိုလည်းပါလိမ့်မယ်။ဒါကြောင့်လို့ဟိုသို့တော်လည်းပဲကျွန်တော်ပြည်သူတရားလုံးကအားပေးမှု노ကြတက်ကြွမှုပြည်တွင်းပြည်ပနဲ့ကြမှုကြောင့်မလို့ပြည်သူတရားလုံးကလည်း노ကြနေတယ်။노ကြနေတဲ့ပြင်တော်လိုင်းရတဲ့အညာတော်လိုင်းရတဲ့တခြားတော်လိုင်းရတဲ့တွေကလည်း노ကြနေကြပြီ။ကျွန်တော်ဒီလောက်ကတော့ ်လေကရင်ပြည်နယ်ဘက်ကပါတိတ်တိတ်ပြောင်းရွှေ့လာရုပ်နေပြီလို့ကျွန်တော်ကြားတယ်နောက်တစ်ခုက PLN တွေကတော့အပြက်ပြောလိုက်ပြီသူတို့အညာနေပြီးတော့လုံးဝနေပါထားဆုတ်ခွာပြီးတော့အဲ့ဒီမှာမိုးကုတ်မှာပဲခုကန်စစ်ကိုအလုံးရင်းနဲ့ဆင်းရဲတော့မယ်လို့ဒီလိုအမျိုးတွေပြောပြီးနောက်ဘောင်းဆောက်ကလည်းပြောပြီးကျွန်တော်အဲ့ဒီတိုက်ပွဲနဲ့အတူရှိမှာပါကျွန်တော်လည်းရှိမှာပါလို့ပြောပြီးဆိုတော့ဘောင်းဆောက်ကတော့ခုနပြောလို့ LG ကဥစည်း NUG လောက်ကဥစည်းလောက်တာဆိုတော့ လာသူ့ကိုလည်းပဲဟိုကမခေါ်တော့သူကလည်းကို့ဘာကိုသွားမှုကြတော့အဲဟလာသူ့မှာတော့ပြဿနာရှိတယ်ပေါ့သို့သောဟလာကိုသက်ကြီးတို့တွေဟာမျိုးတွေနောက်ဘင်းချန်ကိုမိုက်ခဲတို့ဟာမျိုးတွေတခြားတပ်ဖွဲ့တွေကတော့မနေဘူးပြဆိုတော့ဘိုးဟုတ်ကခုနပြောလို့စီးပွားရေးစစ်ပွဲဆိုတာတဲ့တကယ်ကိုခုကရေးစစ်ပွဲမဟာဗျူဟာမြောက်ဟလာစစ်ပွဲဆင်နွှဲမယ်လို့ကျွန်တော်ယုံကြည်တယ်နောက်တစ်ချက်ကလည်းပဲ အဲ့ဒီသူတို့စစ်ပွဲဆင်နွှဲတဲ့ဂျိုဂျူးကြီးတွေကတိုင်းသားအားလုံးခံစားရမယ်။ကချင်ခံစားရမယ်။အေးခံစားရမယ်။ရှမ်းခံစားဟိုကျွန်တော်တို့ကယားခံစားရမယ်။အညာဒေသကြီးကတော့လုံးဝခံစားရမယ်။အဲ့လိုအဂျိုဂျူးကြီးတွေဖြစ်နေတဲ့တိုက်ပွဲကြီးလို့ကျွန်တော်တို့ဒီလိုလည်းပဲမှတ်ယူရတယ်ဗျာ။ကြောက်အခုဒီကိစ္စတော့ဒီမှာပဲကျွန်တော်ရလိုက်မယ်ဒါပေမဲ့နောက်တစ်ခုကျွန်တော်ဆွေးနွေးနေတာဒီအခုရွေးကောက်ပွဲပေါ့နော် ရွေးကောက်ပွဲနဲ့ပတ်သက်လို့မင်းအွန်လိုင်းလုပ်တဲ့ရွေးကောက်ပွဲကဘလို့အခြေအနေဖြစ်မလဲပေါ့နော်ဖြစ်အောင်မြင်လားမလားဒါမှမဟုတ်ရွေးကောက်ပွဲကဘလို့ဖြစ်လာမလဲဘာလို့ဆိုတော့တချို့အခုရွေးကောက်ပွဲပြက်စီးဖို့ကြိုးစားတဲ့လူတွေဒီ V9 နေကြားခိုင်ဖွံ့ဖြိုးပါတီကကိုယ်စလဲလောင်း V9 နေဆွဲဖြည့်တဲ့လူတွေဖမ်းနေပါညာဆိုတော့လူ၈ယောက်၉ယောက်ဖမ်းနေဆိုတာ ਈ လေဟိုတနေ့ထွက်လာတာပေါ့နော်အဲ့တော့ပြည်သူရဲ့စက်ညှမှုတွေလည်းရှိတော့သူတို့ရွေးကောက်ပွဲကအောင်မြင်မှုရှိနိုင်မလား ဘလို့ဥကြည်မြင့်တုံးတတ်မိလဲသူတို့ကတော့မအောင်မြင်အောင်မြင်အောင်လုပ်မှာပဲနောက်ဆုံးဘဲခိုးမှာလေခင်ဗျဘယ်သူမှ BB ဆိုင်လဲလာမကြည့်တော့ ASEAN လမ်းကိုယ်စားလှယ်မလုပ်တော့ဘူးဘယ်သူမှလည်းမလာအခုမှလာကိုကြည့်ကြကိုယ့်ကိုယ်လုံးကြတော့မှာဒီနေ့ပဲသတင်းတစ်ပုဒ်တက်လာကိုကိုကျော်မှာညိုစောဒလက်ရှိဝင်းကျုံညိုစောပြိုင်မဲ့နေရမှာအပြင်ဘက်ကတယောက်ပဲရှိတယ်တက်တက်ခိုင်ရဲ့ပြီးသုံးလုံးပေါ့ဗျာအဲအဲ့ဒီပါတီပဲအဲ ရှိတယ်လို့ကျွန်တော်တို့ကြားတယ်လေကြားတဲ့အခါကျတော့အဲ့ဒါအောင်တော့သူတို့စိုးရိမ်နေတယ်အဲ့တော့ဘလို့ညူဆိုးကဟလာအဲညူဆိုးကအဲသူတာအာသမီတွေကုမ္ပဏီကအဝန်ထမ်းတွေကိုအကုန်လုံးဇေယျငိမ့်ပေါ့ဗျာအဲဒီကြားထဲမှာပြောင်းလဲပြောင်းဖို့လို့လုပ်လိုက်ပြီဇေယျငိမ့်တလ9သိန်းလဲတတ်တပိပမုံဘူးပေါ့အဲ့တော့သူတို့သူတို့ကတော့သူတို့မှာစိုးရိမ်နေရှိတယ်ဗျအဲ့နှစ်ယောက်တည်းပြိုင်နေတော့ငါမထဲပဲမရှုံးမရှုံးမလားဆိုတော့ အရှိတယ်ဆိုတော့သူတို့တကယ်ဒီရွေးကောက်ပွဲတော့ဖျောက်လုံးနေမယ်ဗျခုနကကျွန်တော်ပြောလို့နိုင်ငံရေးနည်းနည်းလုံးမယ်စီးပွားရေးနည်းနည်းလုံးမယ်အညစ်ပတ်နည်းနည်းလုံးမယ်အဲသူတို့မဖြစ်ဖျောက်လုံးမယ်ဥပမာဒီနေ့ဆိုရင်ဖာမာစက်ခံရေးပါတီရဲ့ဟလာစိုင်းမုတ်တွေကိုခုနကဟိုဆွဲဖြဲတာလေးလုပ်တယ်အဲဒလာဘက်မှာဆိုရူကောဘက်ကော်မရှင်ဆိုလဲကောင်းတယ်လက်တင်းနဲ့ထိုးတယ်အဲ့လိုဟာမျိုးလေးတွေတော့ရှိမှာပဲဗျအဲရှိမှာပဲတော်တော်ဒီရူကောဘက်ဖျောက်လုံးမယ် မဖြစ်ရင်လည်းမဖြစ်ရင်လည်းဖြစ်အောင်လုပ်မယ်ဟိုကဘုရားကဒီမြဲကြည့်ကြော်လို့ပြမနိုင်လဲနိုင်ရမယ်နိုင်လဲနိုင်ရမယ်ပေါ့အဲ့မှာရှုံးတာပဲလေဒီမြဲကတော့အတန်ရှင်းတဲ့ပြိုင်နိုင်မှာသူတို့ကြွကြော်တာမနိုင်လဲနိုင်ရမယ်နိုင်လဲနိုင်ရမယ်လို့ပြကြည့်ပါဦးအခုလည်းပဲအဲ့တော့ဥနုကရှိပြီးတော့ဥနုရှုံးတယ်အခုကျတော့သူတို့ကမနိုင်လဲနိုင်ရမယ်နိုင်လဲနိုင်ရမယ်ကြွကြော်တာမယ်အကျွတ်ကြော်တာမယ်ဆိုတော့အနိုင်ပါပဲကောင်းပြီဒါဆိုရင်ရွေးကောက်ဖို့ကတော့ဖြစ်သွားပြီးတော့နိုင်ပါပဲကျွန်တော်ကပြည်တွင်းနေတာပဲပြည်တွင်းနေတဲ့ခါကျတော့ဒါသိသိသိတာပေါ့အကုန်လုံးငြိမ်ကုတ်ပြီးတော့ဗျာ ကျကျဘယ်ပြောရှိမို့လဲအများကြီးလုပ်ပြီးထားတယ်ဗျအတစားတိုင်းပွဲတွေယူပြီးသတင်းကြုံမီထုံပွဲတွေအတောင်ကြီးဘာညာပွဲအကုန်ဒေသဆိုင်ရာတွေအကုန်လုံးပွဲလာတဲ့ပုံတွေအကုန်လုပ်ပြီးထားတယ်ဗျအဲလူတွေကအဲ့မှာသွားလာပါဗျာအဲ့လိုဖြစ်တယ်အဖြစ်အောင်လုပ်ပြီးထားတယ်ဗျအဲ့နောက်တော့ကမီးဆိုလဲပဲအဲ့လိုဗျမီးတော်တော်လေးမှောင်ပေးလာတာမျိုးကြီးပေါ့ဗျအဲ့ရုပ်ောက်ပွဲတော့ပုံစံမျိုးစုံနဲ့မဲဆွဲတော့စစ်စီးရေးမှလည်းအနိုင်နေဖြစ်အောင်တိုက်ပြတာတိုက်ပြတယ်ပေါ့ဗျအဲ့မျိုးတွေပေါ့ဗျအကုန်ချူ ဟိုကေကေဘတ်တို့လို့ဆိုလို့ရှိရင်အဲ့အဆောက်အဦတွေအကုန်လုံးမိုင်းနဲ့ဖွဲ့ပစ်ထားလို့လုပ်ပြရတယ်ပေါ့ဗျာနိုင်ငံတကာယုံကြည်အောင်ဆိုပြီးတော့ဒီဘက်ကလည်းကရင်ကိုလည်းလေးချမ်းကိုလည်းကွဲသွားမလှုပ်နဲ့လှုပ်ရင်အကုန်သိပဲဆိုပြီးတော့ဟလာကန်ကြလိုက်လဲပဲကရင်ကလည်းငြိမ်းကြသွားပြီအဲ့ဒါမျိုးပေါ့ဗျာအဲ့လိုမုံနဲ့တိုက်ပွဲတွေမကြတော့ဘူးဆိုတဲ့အခါမှာသူတို့ဟိုဒီဘက်ကလည်းအဲ့ကဲအန်ယူဂျီကလည်းဘာတိုက်ပွဲမှမခေါ်နိုင်ပါဘူးနော်ဥစား MOD အောက်ကမဟုတ်တဲ့ တိုက်တိုက်ပွဲလေးတွေလားကြိုးကြကြိုးကြတွေပေါ်နေတာပါအန်ယူဂျာဘာတိုက်ပွဲမှမဖော်ပါဘူးထူးထူးစီလည်းမလာပါဘူးအဲ့တော့ဘာမှဟိုဒီယူကောပွဲမဖြစ်သွားစရာအကြောင်းမရှိပါဘူးသို့သောပြဿနာအဲ့ဒါပေါ့ဗျာယူကောပွဲအလိုမှာအဲ့ဒါပြဿနာယူကောပွဲအလိုမှာပေဖို့သာပြင်ပေဖို့သာပြင်ခင်ဗျာဘူးလက်လက်ဆိုလည်းကြိတ်ထားတယ်အေးမင်းတို့ကြော်သွားရင်တော့မင်းတို့သေဖို့သာပြင်ဆိုတော့အဲ့လိုပြောထားတယ်ဆိုတော့ယူကောပွဲကြောင့်သာ အဟားဆောင်ပါဆောင်လုံးတာဘုံလဲလျှော့ကျင်းကျဲမှာပေါ့ရေအေးပြီးလို့ရတော့ခါမြအမောက်ကျိတ်ပါဗျာအဲ့ဒါပဲအဲ့ဒီအတွက်ကိုကျွန်တော်တို့ကဘိုးကောင်တဲ့ဘွားကြီးကိုပြင်ရတယ်အစရိရှိရမယ်ဆိုရွေးကောင်းဘွားလို့မှအမောက်ကျိတ်နေမယ်နောက်တစ်ခါနော်အဲ့လိုဟာတို့ကျွန်တော်တို့အညာကိုလည်းပဲချိန်မုံးနေမယ်အဲ့ဒီဟာမျိုးတွေဖြစ်လာမှာအလွန်ဆိုးရင်ပူပါလေပေါ့ဗျာစီးပွားရေးရတော့ခါမြကြာမှာကြာမှာအခုပဲခကုံစင်းလို့ကြောက်ခမလေးတက်တာနောက်ပိုးကြအောင် ပို့ကြအောင်မယ်အဲ့ဒီအဟာပါရွက်ကောက်ပွဲအလုံးကပါကျွန်တော်တိုက်ပြီးပြက်မှာအဲ့ကြတော့မှတကယ့်ကိုကျွန်တော်ပြည်သူတရားလုံးကကြောကောက်ခံပါအခုတော့မဲလေးပေးမလားဆိုပြီးတော့ချော့ထားသေးတယ်ဗောဗျာဖန်စီနေလဲအဲ့စင်းနေလဲတိတ်မစစ်ပဲထားတယ်ဗောဗျာဒါမျိုးလေးဗောဗျာအဲသတင်းစိုးတွေမထွက်အောင်ကြံ့စည်မှထိန်းထားတယ်ဗောအေးရွေးကောက်ပွဲအလွန်ကြရင်တော့မင်းတို့ဘယ်ကောက်မှစောက်ဘူးမဆိုင်ဘူးဆိုပြီးအဲ့မျက်နှာထားနဲ့ထွက်လာမှာဗျာအေးဗျာ တိုင်းပြည်ကြီးကတော့အရန်အရင်လေးစရာပဲကျွန်တော်တို့ဒီတော်လိုင်းအဖွဲ့အစည်းတွေအားလုံးညီညွတ်ဖို့လိုတယ်နောက်တစ်ခုကဟိုတယောက်နဲ့တယောက်ဟိုအာဂရတွေကျွန်တော်မထားပဲနဲ့ငါတို့ဘုံရံသူတိုက်နေတဲ့သူတွေချင်းချင်းငါတို့ညီညွတ်မှာဖြစ်မယ်ငါတို့ညီညွတ်ချင်းနဲ့ငါတို့အောင်ပွဲခံမယ်ဆိုရယ်စိတ်ဓာတ်ကိုအားလုံးမွေးနိုင်ကြမယ်ဆိုရင်တော့ကျွန်တော်တို့တော်လိုင်းကမရှုံးသေးဘူးပေါ့ဗျာဒီတို့ရွေးကောက်ပွဲအလွန်ကားလာတဲ့ကျွန်တော်ကြောက်စရာမလိုဘူးဘာကြောင့်လဲဆိုတော့အရင်တော့ကဗမာ ဒီဆိုတော့ဒီတိုင်းအသားတွေလို့လက်နဲ့ကိုမြင်မှုတောင်မဟုတ်ဘူးပြလက်နဲ့ကင်ဆွဲခွင့်ကိုမရှိဘူးပိတ်ထားတဲ့ခါကျတော့ဒီတလုံးလူသက်နတ်တော့ကျွန်တော်မြေပြန့်လူတွေကမမြင်ဘူးဟိုဒီချင်းတို့ဘာတို့မှာတော့အစတွေကအမဲလိုက်လို့တလုံးလူသက်နတ်ကိုသူတို့တုံးတက်ပြင်းနေဗမာတွေမှာလက်နဲ့နဲ့ကင်းဝေးနေတာတော်ကြပြီပေါ့နော်အဲ့ဒီအခုနယူးတော်လိုင်းဖြစ်လာတဲ့အချိန်ကျတော့ဗမာလူမျိုးတွေကလက်နဲ့ကိုမျိုးစုံကိုတိလာတာအခုကလူငယ်တွေအကုန်လုံးက AK47 ဆိုတာဘာလဲအဲ M16 ဆိုတာဘာလဲ ဟို M4 ဆိုတာဘာလဲ G3 ဆိုတာဘာလဲဟိုကြာ G ဟိုစား RPG ဆိုတာဘာလဲပေါ့နော်ဒီလိုဟာမျိုးတွေအကုန်လုံးတိလာပြီးတော့လက်တက်တွေနဲ့ရင်ပါပြီးတော့မိုင်းနေလဲလှုပ်တက်တယ်ရနေလဲဖောတတ်တယ်ဆိုတဲ့အချိန်မှာသူတို့ပြန်လဲရွေးကောက်ဝယ်ပြီးတာတော့သူတို့ဒီလူတို့ရဲ့တော်လာပုံကနဲ့စိတ်ကိုသူတို့ချိုးနှိမ်လို့ရမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဒါမှမဟုတ်ရွေးကောက်ဝယ်လွန်သွားလဲကျွန်တော်တော့မစိုးရိမ်ဘူးအဓိကတော့ကျွန်တော်တို့အားလုံးညီညွတ်အေး တိဆောက်နိုင်မယ်တော်လိုင်းသမားတွေညီညွတ်ရေးတိဆောက်နိုင်ဘုံရန်သူအတူတိုက်ကြမယ်ဆိုတဲ့စိတ်ဓာတ်ကိုဥဆောင်နိုင်တဲ့ခေါင်းဆောင်တယောက်ပေါ်လာမယ်ဆိုရင်တော့ကျွန်တော်တို့တော်လိုင်းရအောင်မြင်မှုကိုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါဗျာ။ဟိုခင်ဗျားအဲ့ဆွေးနွေးတဲ့ကိုကျွန်တော်လုံးဝသဘောတူပါတယ်။အဲ့ဒီတစ်ခါလေခင်ဗျားပြောတဲ့အထက်မှာမေးခွန်းပါသွားတယ်။ဘယ်သူခေါင်းဆောင်မှာ။အဲ့လူကြတော့ခေါင်းမဆောင်နိုင်တော့။ကဲဘယ်လိုလုပ်ကြအောင်ဘယ်လူခေါင်းဆောင်မှာ။အဲ့ဒီဟာကိုစိတ်ပူတာပဲ။ เนาะဤသူတရားလုံးကတော့လက်လက်မချဘူးမလျှော့ဘူးကျွန်တော်တို့ဆိုတော့တည်သည့်တိုင်အောင်မလျှော့ဘူးပြကဲဟိုတယောက်ချင်းပြောမယ်ဆိုရင်เนาะအဲ့ဒီလိုရှိတယ်တန်တဲ့လူတွေဒီတိုင်းပဲเนาะသို့တော်လည်းပဲဟိုဟိုခင်ဗျာဟိုစင်းမြောင်လောက်အားကြီးတော်လည်းပဲကညာကြီးညာနေရှိသေးတယ်လေညာကြီးညာနေတဲ့နေရန်သူရဲ့ရန်သူရဲ့အနေထားကိုလည်းပဲကြည့်ရသေးတယ်လေကျွန်တော်တမိုင်းတစ်ချောင်းမှာ190အောက်ပါ ဒီလိုပဲပြည်သူတွေကမကျင်တတ်ဘူးဗျဒါမလို့ခင်ဗျာပုံနေဝင်အောင်ပါလဲစစ်တအောင်ပါပြပြဝတ်ပဲပုံသားချီအောင်ပါပြပြဝတ်ပဲမင်းအွန်လိုင်းလက်ထက်မှာသားဒီပြည်သူခုခံမှုကပြည်သူတရားလုံးခုခံတာအဲ့လိုချက်ချင်းကြီးအရှင်ရတော့မကြပါဘူးအရှင်တော့အရှင်ကြီးလည်းရှိပါတယ်တော့တော့အဲ့ဒီတအောင်ကိုဘယ်သူယူမှာလဲ NLD ကတော့မယူနိုင်တော့ NLD ထိုက်ပိုင်းကတော့မယူနိုင်တော့ဘူးဗျာဒါကြောင့်ကျွန်တော်တို့ကတော့ NLD ခင်ဗျားတို့ထိုက်ပိုင်းပြောင်းပြီးပါခင်ဗျားတို့ မဖြစ်တော့ဘူးဒီတိုင်းဆိုရင်ကျွန်တော်တို့နော်ခင်ဗျားထိပ်ပိုင်ပြောင်းမယ်ပြင်ပြောင်းမယ်ဆိုပါတောင်းဆိုနေတာကျော့လည်းပြောတယ်ကျွန်တော်ကဘာလဲဟိုမြေခွေးကိုတော့တရားဟောနေတယ်နော်ကွန်မန့်နေပါဦးမြေခွေးကိုတရားဟောနေတယ်တနာတယ်ဆိုတော့လည်းမတတ်နိုင်ဘူးပေါ့ဗျအချင်းကြီးက तू ကလည်းပဲခင်ဗျာဟို तू 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 က energy ဘဝတွေကနေတက်လာပြီးတော့ပြောင်းလိုက်တော့ NUG ဆိုတဲ့ဥစ္စာကခုမှဘာကြသေးလဲဗျာ သူက NLD ဆိုတဲ့အဥ္စာကြီးကိုလည်းဆက်ပြီးအရေးချုံးထားတဲ့ခါကြတယ်ခင်ဗျအဲ့အရာကြီးကိုဘယ်လိုလုပ်မလဲသူ့ကိုခေါင်းဆောင်ဖယ်ရှားလို့ဆိုတာအဲ့ဒါဘယ်လိုမှမလွယ်ဘူးအဲ့ကျတော့သူကလည်းခေါင်းမဆောင်နိုင်ကြဘယ်လိုလုပ်ကြမလဲဒါကလို့ထိပ်ပိုက်တော့ပြောင်းပေးပါခင်ဗျတို့စစ်တိုက်မဲ့လူတွေနဲ့ပြောင်းပေးပါခင်ဗျတို့စီးရင်လည်းမရှင်းဘူးခင်ဗျတို့လည်းတော့မဖြစ်တော့ဘူးပြောနေရတာပြောနေရတာဖြစ်ပဲခင်ဗျပြောတဲ့ဆွပြန်လဲဆွနှုတ်ချက်ကိုကျွန်တော်လုံးဝသဘောတူပါတယ်နော် ဟုတ်ရဲ့ဦးကျင့်ရခုလိုဆွေးနွေးပြီးတော့အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ကျွန်တော်ရှေ့ရှောက်ပြီးတော့လဲကျွန်တော်ကျွန်တော်ရဲ့အမြင်တွေဆက်လဲပြီးတော့ဖလှယ်သွားတာပေါ့နော်ဟုတ်ပါပြီကျေးဇူးပါဦးကျင့်မြေအခြားဒီဒီပြောချင်တာရှိသေးလားမရှိရင်တော့ကျွန်တော်ဒီ section ကိုဖြတ်လိုက်တော့အမရှိတော့ပါဘူးဗျာကျွန်တော်အခုလိုမိုးမိတ်ကိစ္စပေါ်မှာတချို့ကမဟာဗျူဟာရဘာရေးအေးပါလို့လဲဘာဆိုင်လို့လဲအညာနဲ့ဘာလို့ညာကြမှာလဲဆိုတဲ့ပေါ်မှာ ကျွန်တော်နည်းရှင်းလင်းတင်ပြခြင်းလို့တင်ပြခွင့်ပေးတဲ့တင်ပြခွင့်ရလို့အလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းအခုလိုရှင်းလင်းပေးတဲ့အများကြီးကျေးဇူးတင်ပါတယ်ဦးကြည်မြင့်